ြည်တည်နိုင်ရင်တရားရုံးတစ်ခုကကြောင်တကောက်ကိုအိနီးချေးရဲ့ပန်းချံထဲပိုင်တဲ့ကျူးလွန်မှုအပါအဝင်ပြည်မှုတွေကျူးလွန်တယ်လို့ဆုံးဖြတ်ပြီးကြောက်ပိုက်ရှင်ကိုယူရို1250ဒဏ်ရိုက်ခဲ့ပါတယ်ရမ်မီဆိုတဲ့ကြောက်ကလေးရဲ့ပိုင်ရှင်ကဒိုမနီဘယ်ဒီဖြစ်ပါတယ်ကြောက်ကလေးရဲ့ခြေရာလေးတွေဟာပန်းချံနယ်ရံမှာကြံ့ရင်ခဲမှုဟာရဇဝမှုတွေထဲကတစ်ခုဖြစ်တယ်လို့တရားရုံးကစုံဖြတ်ပါတယ် ပြင်သစ်နိုင်ငံအက္ကဒဲမီကရမ်မီဆိုတဲ့ကြောင်တီလေးကအဝတ်အခင်းပေါ်မှာစီးသွားတာဥယျာဉ်ထဲမစင်ဆို့တာနဲ့နေရအစ်စ်လှုပ်ထားတဲ့ဆေးပေါ်မှာခြေရာတွေထင်ကျန်စေခဲ့တာကြောင့်အိမ်နီးချင်းရဲ့ပိုင်ဆိုင်မှုတွေကိုပြက်စီးစေတယ်လို့တရားရုံးကတွေးရှိခဲ့တာဖြစ်ပါတယ်။ကြောင်တီလေးရမ်မီရဲ့တခင်ကိုတရားရုံးကပြက်စီးမှုတွေအတွက်ယူရို450နဲ့တရားရုံးကုန်ကျစရိတ်တွေအတွက်ယူရို100ကျခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ကြောင်ထီးလေးကခြံဝင်းထက်ကိုတခါကြော်တိုင်းကြော်တိုင်းအပြည့်အံအဖြစ်ယူရို30ပေးရမယ်လို့လည်းအမိတ်ထဲမှာပါရှိပါတယ်အပြည့်နဲ့ချပြီးနောက်ကြောက်ကလေးရမီကိုသူ့တခင်ကခြံဝန်းထဲမှာပေးမစော်တော့တဲ့အတွက်ကြောက်ကလေးဟာစိတ်တူစိတ်ဆက်လာပြီးအစားအစာလည်းပိုစားလာတယ်လို့ဆိုပါတယ်။အိမ်မှာမွေးထားတဲ့ခွေးကိုလည်းရန်လုံလာတတ်တယ်လို့ဆိုပါတယ်။ပြင်သစ်နိုင်ငံကတရိတ်ဆန်ကာကွယ်ရေးအဖွဲ့ချုပ်ကတော့ဒီလိုအမိတ်ချမှတ်မှုဟာဖြတ်ထုတ်တစ်ခုဖြစ်သွားမှာကို စိုးရိမ်တယ်လို့ဆိုပါတယ်။